ဒီဆိုမဲ့မူရင်းဒေသန်ရှင်ရဲ့တခြင်းပေါ့နော်ကျွန်တော်တို့ဆိုဟိုထားပါတော့ကိုနာညွန့်နာတွေကိုခဏထားလိုက်ဗျာအဓိကသူတခြင်းရဲ့မူရင်းအရသာမပြတ်အောင်အဲ့လိုမျိုးပေါ့ဟိုသူ့သူ့ကိုလည်း promote ပို့ဖြစ်အောင် ဒီသချင်းကအတူဆိုထားတာပါလားကျွန်တော်ဆိုလိုက်လို့ပဲဖြစ်ဖြစ်သူ့ကိုကျွန်တော်ဆိုလို့ရှိရင်ပြားဟိုမတိရဲ့ချင်းနေရွေးဆိုပြတယ်ဥပမာကျွန်တော်ခမောင်တူးဆိုရယ်ဆိုလို့ရှိရင်ဥခမောင်တူးဟိုသချင်းဆိုလို့ရှိရင်ကျွန်တော်ဟိုလင်းညူရှင်တို့အဲအချစ်စစ်ဆိုတာတို့ကျွန်တော်တူတူတူတိတ်ပြီးတော့မှဒီမှာတော်တော်များ public တိတ်မဆိုပြတဲ့သချင်းမျိုးတွေဆိုပြတယ် ကျွန်တော်ဒီလောကရဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ခွေ လုတ်ခဲ့တဲ့အရာဆိုလို့ရှိရင်တော့ကျွန်တော်ဟိုပါပေါ့အဲခေါနနေရှင်းနဲ့ဝင်ကျင်တော့ရှိပြီပေါ့နော်အဲအဲ့လိုတော့ရှိပြီပေါ့တကယ်တမ်းထဲထဲဝင်ဝင်ဟိုအချင်းဆိုပြတာကတော့ကျွန်တော်ဒီ9နှစ်ကျော်6နှစ်အဲအဲ့လိုတော့ရှိပြီပါအဲကျွန်တော်အရင်ရှေ့ကေရီယာမှာလည်းဒီဒါပါတော့ဒီလို music တို့ entertainment တို့နဲ့ပတ်သက်တဲ့ကေရီယာကျွန်တော် media ပေါ့နော် media ဆိုကျွန်တော်အရင်တော့ဟိုသတင်းတော့ လုပ်ခဲ့ဘူးလေနေပြည်တော်နဲ့ပတ်သက်တဲ့သတင်းတောက်တို့ပြီးတော့အဲနေပြည်တော်သတင်းတွေရေးခဲ့တယ်ကျွန်တော်တို့ဟိုးရင်ဟိုစင်ကက်ခစ်ပေါ့နော်စင်ကက်တွေစတဲ့ခစ်ကနေစပြီးကျွန်တော်တို့စခဲ့တာဆိုတော့အဲဒီ industry မှာတော့ကျွန်တော်ကျွန်တော်တော့ကြားခဲ့တယ်ဗျပြီးတော့အဲ့ကနေမှကျွန်တော် VR ဘက်ပြောင်းတဲ့အချိန်မှာလည်းဒီဘက်က music industry တို့ဒီ entertainment industry ကလူတွေနဲ့ချိဆက်ပြီးတော့အလုပ်တွေလုပ်ခဲ့တယ်ဗျလူကလူလုံးမြင်ရတာ ဘုံနဲ့ဆံလို့မင်္ဂလာထူရင်သူချစ်တယ်လေအဲကျွန်တော်တို့ဟိုပါပေါ့အဓိကကိုဗစ်မှာကျွန်တော်တို့အလုပ်တွေနားတယ်အာ off on ဟုံးနေပါလေဟိုကဖြစ်တယ်ဖြစ်တဲ့ဟာမှာကျွန်တော်တို့ဒီဘက်ဟိုအလုပ်တွေနားတဲ့အချိန်မှာပေါ့နော်ကျွန်တော်လည်းဒီမှာအရင်လောလောဆယ်သချင်းလေးတွေလည်းရှိတယ်ဒီကိုဗစ်ကာလကြီးကိုဖျက်ကျော်ရင်းနှဲမှာကိုဗစ်နည်းနည်းငြိမ်သွားတဲ့ကာလမှာကျွန်တော် ကျွန်တော်တငယ်ချင်းတယောက်ဆိုင်ပေါ့နော်တငယ်ချင်းတယောက်ဆိုမိတ်ဆွေတငယ်ချင်းတယောက်ကဆိုင်ပေါ့အဲ့ဒီမှာကျွန်တော်ကိုကျွန်တော်တချင်းအစ်တစ်လေးတပုတ်လုံနေတဲ့စတူဒီယိုမှာကျွန်တော်ကိုဖိုးတော်တို့ကိုဖိုးတော်လေးတို့နဲ့တွေ့ပြီးတော့မှမင်းဆိုမလားဆိုပြီးတော့မှကျွန်တော်ကိုတချင်းဆိုတာတော့ကြားခဲ့ပြီပေါ့ဒါပေမဲ့ဟိုဆိုင်နေမှာအဲ့လိုမျိုးဆိုမလားဆိုပြီးတော့မှစခဲ့တာပေါ့နော်ကိုဗစ်ကျွန်တော်တို့နောက်ဆုံး week ပေါ့နော် second week class မြည်အဲ့ကာလာအတွင်းပေါ့နော်ဆိုင်လေးတွေဖြောက်တော့ဖြောက်တော့ပြန်ဖွင့်နေတဲ့အချိန်မှာဆိုမလားဆိုပြီးတော့မှစပြီးတော့မှဆိုပြတာဗျာ ကျွန်တော်တချင်းကတော့ပြောရမယ်ဆိုလို့ရှင်ကျွန်တော်ကြောင်းတက်နေတဲ့အချိန်ပေါ့နော် state ကြောင်းသားဘွားတွေကကျွန်တော်ကြောင်းမှာလဲအဲ့လိုကြောင်းကဘွားတွေအဲ့လိုမျိုးတွေမှာလဲအဲ့လိုမျိုးလုပ်တဲ့ချွေတူးတို့ကတော့မှာလဲကျွန်တော်စူခဲ့တယ်အိုက်တုံးနေကလဲတချင်းနေနဲ့ကျွမ်းတဝင်ရှိတယ်ဆိုတော့ကျွန်တော်ဘေးမှာဟိုကက်ဆက်တိခွေ9000ရှိတယ်ပြကျွန်တော်အကိုရဲ့ခွေတန်ရှိတယ်အဲ့ဒီမှာတွေကကျွန်တော်ဟို အရင်ဆုံးပြောရရင်စဆုံနေခဲ့ပြီပေါ့ဗျာဆုံနေခဲ့ပြီတခြင်းကတော့ကျွန်တော်ထဲထဲဝင်ဝင်ဘယ်လောက်ထိလဲဆိုလို့ရှိရင်ကျွန်တော်ဟိုဆာဟာရာတို့အငဲဆာဟာရာတို့ဒီအမ်ဘလက်ခွေတို့ပါလို့ဆိုကျွန်တော်တညာလုံးကိုအဲတုန်းကတိတ်ကက်ဆက်တိတ်ခွေဟိုဘက်ဟိုဘက်ဒီဘက် AB နဲ့ကက်ဆက်ကြီးတွေရှိတယ်အဲ့ဒါကြီးနေတော့ကျွန်တော်ညာလုံးပေါ့ငကြက်ကြီးတက်ပြီးတော့အိတ်တဲ့အထိကိုတခြင်းလဲကြိုက်ခဲ့တယ်ဟိုဆိုလဲဆိုပြခဲ့တယ်ပေါ့ဗျာဘယ်လိုကျွန်တော်အရင်တော့ဟိုဒီမို11နေကျွန်တော်အဲ့ဟိုဟာတက္ကသိုလ်တွေမှာ ဖြန့်ခဲ့ဘူးတယ်ကျွန်တော်နဲ့ကျွန်တော်အဲ့ညီတွေပေါ့အခုလည်းကြည့်သူတို့ကတော့ဒီ industry ကမဟုတ်တော့ဘူးအခုကတော့သူတို့ကစီးပွားရေးလုပ်တဲ့ဘက်တွေဖြစ်နေပြီအဲဒီမှာကျွန်တော်တော်တော်များများတော့အရင်တုန်းကတော့အကြောင်း state တုန်းကတော့ state တုန်းကလည်း uni ပေါ့ uni တက်တဲ့အချိန်မှာတော့ကျွန်တော် demo တွေဖြန့်ခဲ့ဘူးတယ် even the official errand မှာပါတဲ့ဒီသချင်းတပုတ်ကတော့အဲဒီတစ္ဆာစူးကြသူများတွေကလမ်းပြောင်းနေတော့ဘောပါဆိုသချင်းကတော့ကျွန်တော်ဒီဘော်ရာရင်းနဲ့ပေါ့နော်ဒါရိလူတို့ကျွန်တော်အသွုံးပူတို့အဲကျွန်တော်ရှိတဲ့မိုးထက်မိုးထက်ပိုင်းတို့ဘော်ရာရင်းနဲ့ပေါ့အကုန်လုံးစုပြီးတော့မှ လောက်ကြမယ်ဟေးဆိုပြီးတော့စပြီး official စထွက်ပြတဲ့အချင်းအဲအဲ့လိုမျိုးပေါ့အစိမ့်ဘက်ပေါ့အစိမ့်ဘက်ဆိုတာတဲ့ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲ senior junior ပေါ့ကျွန်တော်တို့ကအကြောင်းရောက်နေတဲ့ဟိုအကြောင်းဆွေးတွေပေါ့ကျွန်တော်တို့စစ်သူတို့ကဟိုဒီလူတို့အဲ့တော့ဖြိုးဖြိုးထားတဲ့လူကိုမောင်တို့အဲသူတို့တွေကတော့ကျွန်တော်တို့ဒီ uni မှာပဲပေါ့ကျွန်တော်ကတော့အဓိကအဲ့တော့အကြောင်းကိုဟိုဘက်ဒီဘက်အကူးနေတာအဲတကုံလဲသွားလိုက်အဲအနောက်ဘက်မှာလည်းနေလိုက်တကုံမှာဆိုလို့ရှိရင်ကျွန်တော်အောင်ဖြိုးတို့အဲဒီလိုကျွန်တော်တို့ရင်းနှီးခဲ့တဲ့ပေါ်ရာတွေပေါ့ ်ဟွာချမ်းမှုကတော့အဓိကဘယ်လိုလဲဆိုတော့အရင်တုန်းကတော့အခုကိုရောမေးသလိုပေါ့နော်ကျွန်တော်တို့ကသူများတွေကိုမေးရတာပေါ့အခုတော့ဒါကိုရောပြန်မေးသလိုဟိုကျွန်တော်တို့ပြန်ဖြေရတဲ့ဟာမျိုးမှာအရင်တုန်းကတော့ကိုစိတ်ကြိုက်မေးခွန်းတွေတိဆောက်တယ်ကိုစိတ်ကြိုက်ဟိုဟာတွေဟိုဖန်တီးပြီးတော့မှဟိုတရင်တစ်ပုတ်ရယူရတာပေါ့နော်အခုကျတော့ဟိုကျွန်တော်တို့ဒီဘက်မှာရှိတဲ့ resume မှာကြာတော့လေကွာချမှုကတော်တော်တော့ကော်ပါတယ်ဗျာကိုကအဓိကအရှင်းဆုံးပြောရင်ဟိုခုနပြောသလိုပေါ့ကျွန်တော်တို့ ီဘက်ကေရီယာရောက်တယ်ဆိုတော့လည်းဒီဘက်ကေရီယာအလျောက်ဆိုပေမဲ့ဟိုရက်တိမှုနဲ့လမ်းကြောင်းချင်းကဟိုချိတ်ဆက်တရားအောင်နဲ့မတူပွဲပြားကြရတယ်ဗျအဲအဲ့လိုမျိုးတွေတော့ရှိတယ်ဗျပုံပြီးပြောလာအရာဆိုတော့ကိုရက်တိမှုဝမ်းစာအရာကျွန်တော်အဓိကအစောကြီးတည်းကဒီလူပြန်လာပတ်သက်လို့စာပေရောဂီတာရောဝါဒနာပါတယ်ဝါဒနာပါခဲ့တယ်ကတဲ့ဝင်အခုစာစာပေလဲချက်တယ်ဗျအဓိကအနုပညာနဲ့ပတ်သက်လို့တော်တော်များများအကုန်ဖြစ်တယ်အဲ့ဒီအတွက်ကိုအခုအချိန်မှာရက်တိမှုဝမ်းစာအရာတော့ ပြောတယ်ပေါ့ဗျာအခုချစ်တဲ့သချင်းတွေဟိုပြန်ဆိုခွင့်ရတာတို့ဟိုကျွန်တော်ကိုပိုင်ဖန်တီးမှုတွေကိုဟိုလောက်ခွင့်ရဖို့အတွက်တတောင်းတနေရနေပြီးတော့မှအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့ဟိုပြောတယ်ပြောရမှာပေါ့ဗျာကျွန်တော် amplet ပေါ့နော်စဆိုတဲ့အချိန်တုန်းကကျွန်တော်ခုနှစ်ရလုံးအပြည့်ဆိုရတယ်ပေါ့နော်အဲ့တုန်းကအရန်အခုအခုလိုမျိုးဘန်တွေလည်းအများကြီးမရှိသေးတဲ့အချိန်ပေါ့နော် ဟိုအဲ့လိုမျိုးပေါ့သူ group တွေသူ group တွေ ਨੇ ဟိုမဖြစ်သေးတဲ့အချိန်မှာတော့ကျွန်တော်9ရက်လုံးဆိုရယ်အခုလဲအခုတပတ်ကိုကျွန်တော်နားရရက်ကတော့ကိုယ့်အကိုသတ်မှတ်လိုက်တာဗျဟိုစိုးမယ်ဆိုလို့ရှိရင်တော့တပတ်လုံးဟိုစိုးစိုးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ်လဲကိုနားရမဲ့အချိန်လေးလဲရှိမယ်ဟိုဂျန်တဲ့ဟာတွေဟိုတခြားကိုလူငွေနဲ့ပတ်သက်တဲ့ကိစ္စတွေပါတယ်လဲရှိသေးရဲ့အတွက်ကိုအဲ့မို့ကျွန်တော်အခုဆိုလို့ရှိရင်9ရက်ပေါ့ဆိုပြပါရယ် အဲအဓိကတော့ဟိုဘွားချမှုကခုနကျွန်တော်ဖြေလိုက်တဲ့ဖြေလိုပဲပေါ့နော်နေကပိုင်းလေးကျွန်တော်ဝါအောင်တနားရီနှစ်နာရီလောက်တော့အိတ်လိုက်တယ်ပေါ့အေးပါအောင်အဓိကဟိုညပိုင်းကျတော့ကျွန်တော်ပြန်ရောက်တဲ့အချိန်ဆိုလို့ရှိရင်ခုနပြောသလို12နာရီလောက်မြင်ရောက်တယ်အမှအိတ်ဖို့ကတခါတလေဖုန်းလေးပါကြီးပြတယ်ဆိုလို့ရှိရင်တနားရီနှစ်လောက်မှအေးပြီးမနေ့ပြီးတော့ကျွန်တော်အကျဉ်းတစ်ခုရှိရမနေ့ဆိုရင်6နာရီခွဲ9နာရီလောက်ဆိုကျွန်တော်နိုးတဲ့အကျဉ်းတစ်ခုရှိတယ်ဒါပေမဲ့ ဟိုကျွန်တော်တို့တက်နောက်ကြပြီးတော့မှညာပိုင်းမှာလှုပ်လှုပ်နေလူတွေလည်းရှိပါတယ်သူတို့လည်းသူတို့အလျောက်သူတို့ဟိုသူတို့ industry မှာဖြတ်တန်းနေကြတဲ့လူတွေလည်းရှိတော့ရှိတယ်ဆိုပေမဲ့အခုကျွန်တော်တို့နဲ့ဟိုရှင်လို့ရှင်တော့ဟိုကျွန်တော်တို့တော့နည်းနည်းပူတက်တာတယ်လို့တော့ထင်ရတာပေါ့ဗျာဟိုအဲ့ချိန်လေးအိပ်ရတယ်ဆိုတော့တိုင်းတာပေါ့ကျွန်တော်တောက်လျှောက်ဇူခဲ့တဲ့ဟာမျိုးမှာကျွန်တော်တို့ဟိုတခြားလူတချင်းတွေကိုကာဘာပြန်ဆိုတာပေါ့ဗျာဒါတော့ဒါပြန်ဖြောပြတာပေါ့ ဖြော်ပြတာမှာလဲသူတို့ရဲ့မူရင်းသချင်းတွေကိုလဲဟိုအရသာမပြတ်မပြတ်အောင်သူတို့ကိုလဲကျွန်တော်တို့က promote ပြန်လုပ်ပေးတဲ့သဘောမျိုးနဲ့ကျွန်တော်တို့ဆိုခဲ့တယ်အဲအဲ့ဒါမျိုးမှာလဲတကယ်ကိုသချင်းကိုချစ်လို့လာနားထောင်နေသူတွေရှိတယ်တချို့ကလဲတသက်အပြောကျူးကျင်လို့ကိုတသက်လာတဲ့လူရှိတယ်သချင်းရဲ့မဟုတ်တချို့ကမြူးဝင်ပြီးရောဆိုတော့ဟိုတိုင်မျိုးတွေလည်းရှိတယ်ဗျအဲကျွန်တော်တို့ကြတော့လဲကျွန်တော်တို့ဆိုတဲ့သချင်းတွေကိုတကယ်ချစ်လို့လာနားထောင်နေသူတွေစိုင်းတိုင်းကိုလိုက်နားထောင်နေသူတွေလည်းရှိတယ် အဲအဲ့လိုမျိုးကဟိုခုနပြောသလိုပေါ့ဟိုလှုပ်လို့ရတဲ့တံပိုးမြန်ပြီးတီးလို့ရတဲ့သချင်းမျိုးဆိုလို့ရှိရင်လေသချင်းမျိုးပေါ့ဟိုတီးတီးပေးလို့ရတဲ့သချင်းမျိုးဆိုလို့ချင်းမျိုးပေါ့အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လေကျွန်တော်ဒီတပုတ်ပြီးလို့ရှိရင်တော့နောက်တပုတ်ကြာလို့ရှိရင်တော့မြူးတဲ့ချင်းလေးဆိုပေးပါမယ်ပေါ့တခါကြာလို့ရှိရင်လေအောက်ကမဟုတ်ဘဲနဲ့ဆိုင်နေရအောင်တခါလေး record လုပ်တာရှိတယ်မြူးမြူးလေးဆိုပေးပါမြူးမြူးလေးဆိုပေးပါကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုလို့ရှိရင်တခါကြာလို့ရှိရင်ဟိုလုံးဝတံပိုးအနေတွေဟိုးရင် OD တွေပြန် ဟိုပြန်ဆိုပြတာများတယ်အဓိကအဲ့လိုအခြေမျိုးတွေကလည်းမြူးတာတဲ့အကုန်လုံးကရတယ်ဆိုလို့ရှိရင်လည်းဒါပို့ပြီးမြိုင်ပြီးမြူးတဲ့သဘောမျိုးပါပဲအဓိကတော့တန်ဖိုးကြီးအရန်ဟိုဟာဖြစ်မှာတော့မဟုတ်ပါအဲအဓိကဗျာခုခုနပြောသလိုပေါ့ဟိုတေမအမှတ်ရတယ်ဆိုပြီးတချို့ပြောတဲ့သူတွေကလည်းသူတို့လည်းတေမဒီလူတေသွားပြီဆိုလားဆိုတဲ့ဟာကိုသိပြီးမှမှကျွန်တော်တို့ဒီရှေ့ကဆိုတဲ့လူတွေကိုပြောတာဗျာဒီတစ်ချင်းနေကကျွန်တော်တို့ဆိုတဲ့လူတွေအကုန်လုံးနဲ့မှာကျွန်တော်တစ်ခေါက် ဟိုဟိုပို့တောင်ပြမူလားမသိဘူးဗျာကျွန်တော်တို့ကဒီငယ်တုန်းကကျွန်တော်တို့သွင်းတဲ့ဟို MP3 လေးရှိတယ်ဆိုင်နေမှာဘလောက်ဖို့ပေးပြီးတော့မှ2000ဘူးလောက်ထည့်ပေးပါဆိုလို့တချင်းအစုံပါတယ်ဗျာတချင်းစုံပါတယ်ဆိုတော့ကျွန်တော်တို့ငယ်ဟိုကျွန်တော်တို့နားထောင်စဉ်ကလေးကဒီလူတွေရဲ့တချင်းတွေမကွေလွန်ငင်ကလေးကရောနားထောင်ပြီးတဲ့ချင်းတွေကနားယူဝါပြီးတဲ့ချင်းတွေရှိတယ်ဗျာတေမပြန်ဆိုရမှာမဟုတ်ဗျာမတေခင်တည်းကလည်းဒီတချင်းတွေကပြန်ဆိုနေရတာရှိတယ် ကိုယ့်ရဲ့ playlist ထဲမှာကိုတီဆိုဖြောပြတဲ့ဒီ schedule မှာဖြောပြရင်းနဲ့အဲ့သချင်းတွေပါသွားခဲ့တာလေပါကောင်းပါတဲ့သချင်းတွေပါသွားခဲ့တယ်ပေါ့ဗျာအဲ့လိုမျိုးသချင်းတွေကိုအသေးတော့မှပြန်ဆိုတာလားတို့ဘာလို့လဲအဲ့လိုမျိုးတွေတော့ရှိရတယ်ဗျာတချို့ကြတော့လေဟိုတချို့လျှောက်ပေါ့နော်ကျွန်တော်ဟိုအားလုံးကိုခြုံပြောလို့ရှိရင်တော့သူတည်သွားရင်သူတည်သွားပြီသူသချင်းကိုဆိုလိုက်ပြီဆိုလို့ရှိရင်အောက်က Orient ပါမှာပဲဆိုတော့ဟိုအတွေးမျိုးနဲ့ဟိုဆိုတဲ့သူလည်းရှိကောင်းရှိပါလိမ့်မယ်အဲ အဲ့လိုမျိုးကဘယ်လိုလဲဆိုလို့ရှိရင်ခုနကျွန်တော်ဖြေလိုက်သလိုပဲဒီတန်ဖိုးထားမှုပေါ့နော်ဆိုကိုဒီဆိုမဲ့ငွေရင်းဒေးတန်ရှင်ရဲ့တခြင်းပေါ့နော်ကျွန်တော်ဆိုဟိုထပ်ပါတော့ကိုနာညွတ်နာတွေကိုခဏထားလိုက်ဗျာအဓိကသူတခြင်းရဲ့ငွေရင်းအရသာမပြတ်အောင်အဲ့လိုမျိုးပေါ့ဟိုသူ့သူ့ကိုလည်း promote ပို့ဖြစ်အောင်ဒီတခြင်းကအာသူဆိုထားတာပါလားကျွန်တော်ဆိုလိုက်လို့ပဲဖြစ်ဖြစ်သူ့ကိုကျွန်တော်ဆိုလို့ရှင်ဗျာဟိုမသိတဲ့ခြင်းတွေရွေးဆိုပြတယ်ဥပမာ ျွန်တော်ခမောင်တူးဆိုရယ်ဆိုလို့ရှိရင်ဥခမောင်တူးဟိုတချင်းဆိုလို့ရှိရင်ကျွန်တော်ဟိုလင်းညို့ရှင်တို့အဲအချစ်စစ်ဆိုတာတို့ကျွန်တော်တူတူတူတိတ်ပြီးတော့မှဒီမှာတော်တော်များ public မှာတိတ်မဆိုပြတဲ့တချင်းမျိုးတွေဆိုပြတယ်အဲအဲ့ဒါပြီးလို့ရှိရင်ဒါပါတော့ဟိုအရင်တော့ဆိုစိတ်နဲ့လုံးမှတ်မှာလားတို့အဲအဲ့လိုမျိုးပေါ့အဓိကတော့ဟိုကိုကျွန်တော်တို့ကိုလာကြည်ကောင်းကြည်ကြည်မိတဲ့လူတွေဆိုင်လာထိုင်လို့ ဟိုတွေ့ပါလိမ့်မယ်ကျွန်တော်တို့အကြီးကကိုအဲ့တချင်းပေါ်အာရုံစူးဆိုင်ပြီးတော့ကျွန်တော် performance လည်းဘယ်တော့မှမလျော့ပါဘူးဟိုအကောင်းကောင်းအားဆိုင်ပြီးမှဆိုရယ်ဖြက်လို့ဖြက်စီတကားမှဟိုမဆိုးခဲ့ပါဘူးဟုတ် Evan ဆိုတာလည်းဗျာကျွန်တော်တော့အကြီးကတော့ဟိုဖြစ်ချင်တဲ့အတိုင်းနာရတော့ Evan ထုတ်ချင်တာပေါ့နော်ဒါကိုဟိုအရှင်းဆုံးပြောရရင်အဆိုတော့ပေါ့ကျွန်တော်တို့သွားချင်တဲ့လမ်းကြောင်းကလည်းကျွန်တော်တို့ဒီ official သူများချင်းနေမှုပဲနဲ့ကိုချင်းနေကိုဆိုပြခွင့်ရခြင်းနဲ့အဆိုတော့ဖြစ်ချင်တာဟုတ် အခုကတော့လောဆယ်ရတော့ဟိုဆိုအဆိုတော်တဲ့အဆင့်မျိုးကျွန်တော်တို့အဆိုရှင်အဆင့်ပဲရှိသေးတယ်ဆိုတော့သူများဟိုဥပမာပြောရလို့ရှိရင်သူများအောက်ဆီဂျင်ဘူးနဲ့ကျွန်တော်တို့ကတက်ပြီးရှူပြီးတော့မှနေနေရတဲ့ပုံစံမျိုးဖြစ်နေတော့ပဲလေကိုသူချင်းတွေကိုကျွန်တော်လည်းအဓိကကျွန်တော်ဒီမှာဟိုလက်ရှိဒီ emblem locker light မှာဘာ locker မှာရတဲ့ငွေကြေးလေးနဲ့ကျွန်တော်ဖယ်သက်နာဖယ်ပြီးတော့မှကျွန်တော်ရှေ့ဆက်ပြီးတော့သူချင်းတွေအများကြီးလောက်သွားဖို့ရှိပါတယ်ဗျဒီဘာ locker မှာရှိတဲ့ညီကောင်မောင်မတွေရောပေါ့เนาะကျွန်တော်ဒီလက်ရှိကျွန်တော်လေးစားရတဲ့လက်ရှိအောင်မြင်နေတဲ့ဟိုအမှုပညာရှင်တွေရောဒီဒီဒီတချင်းဒီဆိုတဲ့ဟိုเนาะဂီတပညာရှင်တွေအဒီပညာရှင်တွေအကုန်လုံးလဲကျွန်တော်တို့တကယ်တချင်းတွေကိုသူတို့ရဲ့တချင်းတွေကိုကျွန်တော်တို့တကယ်တန်မိုးထားပြီးမြန်လို့နဲ့ဒီဆိုနေပါတယ်ပြီးတော့ကျွန်တော်တို့လည်းအခုဒီကိုတက်ဆွမ်းတလောက်ပေါ့เนาะဒီဆိုဖြောပြီးပေးနေပေးနေပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ကိုပိုင်တချင်းတွေ ဟိုထွက်လာခဲ့လို့ရှိရင်လည်းကျွန်တော်တို့အတူတူယောက်ဖြစ်စီကျွန်တော်တို့ဒီကျွန်တော်တို့သချင်းလေးတွေကိုနားဆင်ခံစားပေးဖို့ကျွန်တော်တို့ပြောလင့်ပါတယ်ဗျအားလုံးပဲကျမ်းမှာကျမ်းလာကြပါဘူးဟုတ်